ရန်ကုန်မြို့တာကိတာရဲစခန်းမှာဖောက်ခွဲခံရတဲ့ဆိုတဲ့ရဲစခန်းရှိပောက်ကွဲနေတဲ့ရုပ်သံတစ်ခုလူမှုကွန်ရက်မှာပြက်နေပါဗျ။မမိုးလွင်ဆိုတဲ့ Facebook အကောင့်တစ်ခုကနေနိုဝင်ဘာ2ရက်နေ့မှာရန်ကုန်တာကိတာစခန်းထီမီကွီဆိုတဲ့စာနဲ့အတူရုပ်သံတစ်ခုကိုစတင်ဖြန့်ဝေထားတာပါ။ဒီရုပ်သံကိုကြိုင်းတဲ့သူထောက်နေရတဲ့ပြန်လည်မျှဝေသူ133ခုရှိတဲ့အပြင်အခြားလူမှုကွန်ရက်အကောင့်တွေကနေပါထပ်ဆင့်ဖြန့်ဝေထားကြပါဗျ။ဒါအပြင် TikTok မှာလည်းပြန့်နေနေတာပါ။မီဇီမာကဒီရုပ်တံကိုချက်လက်စစ်ဆေးခဲ့တာမှာ AI နဲ့ဖန်တီးထားတာတွေ့ရပါတယ်။ရုပ်တံဟာ60စက္ကန့်သာကြာမြင့်ပါတယ်။ ရုတ်တရက်ကညာဘက်ပရင်ပေါက်နားမှာလူနှစ်ယောက်ရှိနေပြီးပေါက်ကွဲမှုစတင်ဖြစ်ပေါ်ချိန်မှာအဲ့ဒီလူနှစ်ယောက်ဟာဟန်မပြတ်ထိတ်လန့်သွားတာမရှိတာကိုတွေ့ရပါတယ်။နောက်တစ်ခုကရုတ်တရက်ကပေါက်ကွဲမှုကပြင်းထန်ပေမဲ့ဘေးနားမှာရှိတဲ့အလန်တိုင်းတက်ကြိုတစ်ပင်တွေကမူရင်းတိုင်းပဲပုံမပြတ်ရှိနေပါတယ်။ပုံမှန်ဆိုရင်ဒီလိုပေါက်ကွဲမှုကြောင့်လေးဟက်သွားတာတုံခါသွားတာမျိုးဖြစ်နိုင်ပေမဲ့ဒီမှာတော့ဘာမှထူးခြားသွားခြင်းမရှိတာတွေ့ရပါတယ်။ နိုဝင်ဘာ၂ရက်နေ့မှာမြို့ပြကျွတ်ဆိုတဲ့ရန်ကုန်မြို့အခြေစိုက်တော်လိုင်းအဖွဲ့တစ်ခုကနိုဝင်ဘာ၁ရက်ည၇နာရီမှာတာဂီတာမြို့နယ်ရဲစခန်းကိုလက်လုပ်ပုံးနေတဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီကြောင့်ကိုခေတ်သစ်မီဒီယာကလည်းသတင်းဖော်ပြထားပါတယ်။တာဂီတာရဲစခန်းတိုက်ခိုက်ခံရတယ်လို့သတင်းထွက်ပြီးနောက်ပိုင်းမှာဒေယုတန်ကပြန့်နှံ့လာတာပါ။ဒါပေမဲ့မြို့ပြကျွတ်အဖွဲ့ကတိုက်ခိုက်တဲ့အချိန်ဟာနိုဝင်ဘာ၁ရက်ညပိုင်းဖြစ်ပြီးရုတ်တန်ကနေကင်းဘက်ဖြစ်နေပါတယ်။ ပြက်နှက်နေတဲ့တာဂီရရဲစခန်းပုံကိုစကွေရှော့ရိုက်ပြီး Google မှာရှာတဲ့အခါဒီပုံနဲ့တတ်ထက်တဲ့တူညီပြီးလူနှစ်ဦးရက်နေတာပါပါဝင်တဲ့ပုံကိုပြီးခဲ့တဲ့2022ခုနှစ်ဇန်နဝါရီတည်းကလူလူຫນွေဦးသတင်းဌာနမှာသတင်းတပ်ပုံလေးနဲ့အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီဥသံဖိုင်ရဒီသတင်းကပုံကိုတုံးပြီးညာရင်တုနီးပညာ AI နဲ့ဖန်တီးထားကြောင်းပေါ်လွင်ပါတယ်။ AI နည်းပညာတွေခေတ်စားလာပြီးနောက်မှာအခုလိုမျိုးပုံတပုံကို Adobe Firefly, Canva AI Video Generator, Runway Gen 4စတဲ့ website တွေကနေဗီဒီယိုတစ်ခုဖြစ်မိမိလိုချင်တဲ့ပုံစံမျိုးစုံပြောင်းလဲဖန်တီးဖို့လွယ်ကူနေတာပါ။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီချင်တဲ့တဲ့ရင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးဖို့မယ်ဆိုရင် d.oly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီချင်တဲ့တဲ့ရင်းအကြောင်းအရာကို link နဲ့တကွပေးဖို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်။ လွတ်သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။